မင်္ဂလာပါရှင်ဒါကတော့အမေသာနှုတ်ဆင်းချက်တာဖြစ်ပါတယ်အရင်ကမှစကောင်းလို့ဝင်ညာချင်းဖြစ်ပါတယ်ရှင်အရင်ဦးဆုံးထုံစံတိုင်းကျက်တူနေကိုစီတပ်ပေးလိုက်မယ်အမေသားကိုအတုံးလိုက်ကြီးနေတိုင်းစားနေရတာညီမွေးလာပြီဆိုရင်တော့ဒီလိုလေးမျိုးဒီဆက်ဆက်လေးနဲ့ချက်စားကြည့်လိုက်ပါနော်အရင်ကဓမင်းစမ်းမိန်ပါတယ်ရှင်ကျက်တူနေလေးတွေရလာပြီဆိုရင်တော့စနွေးမုံထည့်လိုက်ပါနော် စနေထပ်ပြီးတော့ခဏလေးမွေးပေးလိုက်မယ်။ခဲဒီလိုအနေထားလေးရပြီဆိုရင်တော့နှုတ်ဆင်းထားတဲ့အမေသားတွေကိုထပ်လိုက်ပါမယ်ရှင်။အမေသားကိုလည်းကိုယ်တိုင်ပဲနှုတ်ဆင်းဒါနဲ့အတိလေးတွေလှုပ်ထားတာပါရှင်။ ရဲ့အရသာလေးကိုထည့်ပြီးတော့တခါလေးမှုပြပါမယ်ဒါကတော့ဇပနီကိုပပလေးလီးပြီးတော့ထောင်းထားတာဖြစ်ပါရှင်ငရုတ်ဒီစိန်ပြီးထားတာဖြစ်ပါတယ်ဒီရဲမှာမဆလာကြက်ရည်နဲ့ထည့်လို့ရပါတယ်เนาะကျမကတော့နန်းနန်းပြီးထပ်ပါမယ်ကြဲဒါကြက်သွုံဖြူမှုထည့်ထားပါရှင်ကြက်သွုံဖြူမှုကလည်းအရန်ကိုမှုပါတယ်เนาะ ဆာနေနဲ့ထည့်လိုက်မယ်အရတာမုံလေးထည့်လိုက်ပါရင်ရှင်တကယ်လို့ငံပြရည်ကြက်ရင်ထည့်လို့ရတယ်ငံပြရည်မဟုတ်ဘဲနဲ့ပြီးနေနဲ့ထည့်ချင်နေဆိုရင်လည်းထည့်လို့ရပါတယ်ရှင်အမေသားတွေကနည်းနည်းတော့ဘူးကုန်တယ် ရေထည့်ပြီးတော့ချဲ့လိုက်ရင်တော့အသားတွေနူးတဲ့ခါမှာသူကသူတိတိလေးတွေပြန်ကွေးသွားမှာဖြစ်ပါလိမ့်ရှင်ရေကိုလည်းနည်းနည်းစီထည့်ပြီးတော့တည်ထားပြလိုက်မယ်နော်တခါတည်းအများကြီးထည့်တာမျိုးမဟုတ်ပင်နဲ့အသားမနူးသေးရင်နည်းနည်းချင်းစီထည့်ပြီးတော့တွားလိုက်ပါမယ်ရှင်ကဲဒါတော့ကျမရေနှစ်ခါသုံးခါလောက်ထည့်ပြီးသွားတဲ့အနေထားပေါ့နော်။ဒါဆိုရင်တော့ခန်းခါနီးပြီဆိုတော့ကျမအဖိုးကနေအမွေးချိန်နေအုပ်ပါတော့မယ်။ ချဲနန်နန်ထည့်လိုက်ပါရနော်ချဲနန်နန်ကတော့ကျမနည်းနည်းတော့နွန်းသွားပြီအပေါ်ကထပ်ပြီးတော့ပင်စိမ်းလေးမြတ်မြတ်အုပ်ပေးလိုက်ပါမယ်ရှင်ကဲဒီလိုအမွေးကျင်ဆူဆူလင်းလေးနဲ့ဆိုရင်တော့တကယ်စလို့ကောင်းပါတယ်နော်ကျတော့ပါပြီရှင်ဒီလောက်ဆိုရင်ဆက်လို့ရပါပြီ ကျေးဇူးပေးတဲ့လည်းကျေးဇူးတင်ပါတယ်ရှင်။ကဲဆက်လို့ရပါပြီနော်။အားလုံးဘိုင်ဘိုင်။